မင်္ဂလာပါခင်ဗျာဟောခေါရီယာ YouTube channel ရနေမှာလိုက်လဲဆိုတာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီညမှာတော့2023ခုနှစ် EPS ဥပဒေ၄ချိန်မြောက်အပြောင်းလဲအနည်းချုပ်ကိုကျွန်တော်တင်ပြတော့မှာဖြစ်ပါတယ်ဒီဥပဒေအပြောင်းလဲမှာကျွန်တော်တို့မြန်မာလုပ်သားများဘာကြောင့်အကျိုးခံစား권မရှိဘူးလဲ မြန်မာလုပ်သားတွေဒီဥတွေအပြောင်းအလဲအကျိုးခံစားရရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အနည်းအမြောက်ကိုအကြောင်းအရာကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာတောင်ကိုရီးယားနိုင်ငံဟာ EBS လုပ်သားဥတွေကို2003ခုနှစ်မှာပြင်ဆင်ခဲ့တာဒီအခုအချိန်ဟာ၄ချိန်မြောက်ဖြစ်ပါတယ်၄ချိန်မြောက်မှာအဓိကအကြောင်းအရာတွေကဘာတွေပြင်ဆင်ခဲ့လဲဆိုလို့ရှိရင်အဲ့တော့အချက်ကြီး၃ချက်တွေ့ရှိရမှာဖြစ်ပါတယ်တစ်ကတော့ အဲလုတ်သားငားရံခွင့်ပြလိုက်တဲ့ဥယေနှစ်ဆကျော်တိုးမြင့်လိုက်တဲ့ဆိုတဲ့အကြောင်းရယ်နံပါတ်2ကတော့ဒီအလုတ်သမား300နဲ့အထက်ရှိတဲ့လုပ်ငန်းအမျိုးအစားမှာထပ်ပြီးတော့တိုးချက်လိုက်တယ်ဆိုတဲ့အကြောင်းရယ်တိုးချက်ဆိုတော့ငားရံခွင့်နိုင်ငံခြားသားလုပ်သမားငားရံခွင့်ခွင့်ပြလိုက်တာနောက်နံပါတ် 3, 3ကတော့ service လုပ်ငန်းများမှာ ဒါလုပ်ငန်းထပ်မတိုးချဲ့လိုက်တဲ့ဆိုတဲ့အကြောင်းနိုင်ငံသားများ900ကျော်တိုးချဲ့လိုက်တာပါ EPS လုပ်သားများ900ကျော်တိုးချဲ့လိုက်အကြောင်းပါတကယ်တော့ဒီလုပ်သားဦး900ကျော်တိုးချဲ့လိုက်တဲ့အကြောင်းပါဆိုလို့ရှိရင်ဒီဒီခေါင်းစဉ်ကြီးအကြီးကြီးတွေကနေပြီးတော့မှ အသေးလေးကတော့ဒီ Jeju Upload ခေါ်တဲ့ဒီ control လုပ်ငန်းတွေမှာပေါ့ဗျာ control လုပ်ငန်းတွေမှာဆိုလို့ရှိရင်ရခင်ကဒီအလုပ်သမားတယောက် နဲ့အထက်ရှိလို့ရှိရင်သူကအဲတယောက်နဲ့10ယောက်ကြားမှာဆိုလို့ရှိရင်ဟို9ယောက်ဟိုရငိုင်းရငွေပြုခဲ့တာမှာအခုခါမှာဆိုလို့ရှိရင်တယောက်နဲ့10ယောက်ကြားမှာဟိုဟိုပြည်တွင်းလောက်သားပေါ့ဗျာတယောက်10ယောက်ကြားမှာတယောက်10ယောက်ကြားမှာရှိလို့ရှိရင်ရခင်က9အရင်ကွန်ပျူတာရကိုအခုခါမှာ10ယောက် plus 10ယောက်အပေါင်း10ယောက်နိုင်ငံသားလောက်သမား10ယောက်ငိုင်းရငွေပြုလိုက်ပါတယ် ။နောက်ဆိုရှင်အရင်က70ယောက်နဲ့90ချက်မှာ15ယောက်ခွင့်ပြုထားရမှာအခုဒီကမှာအယောက်30 9ယောက်ခွင့်ပြုလိုက်ပါတယ်။နောက်အရင်က51ယောက်နဲ့100ချက်မှာ18ယောက်ခွင့်ပြုခဲ့ရမှာအခုခါမှာ35ယောက်အထိခွင့်ပြုလိုက်ပါတယ်။ရခင်ကတရားတရားနဲ့150ကြာအလို့တမရှိရအယောက်20ခွင့်ပြုရမှလူကမှအယောက်40ခွင့်ပြုလိုက်ပါတယ်။ရခင်က150တရားနဲ့ အယောက်နေရာချမ်းမှာရှိလို့ရှိရင်နိုင်ငံသား25ယောက်9ယောက်ဝင်ပြုတ်ခဲ့ရမှာအခုကမှအယောက်90အထိတိုးချိ9ယောက်ဝင်ပြုတ်လိုက်ပါတယ်အခင်က200တယောက်ကနေ300ချားမှာအယောက်30 9ယောက်ဝင်ပြုတ်ခဲ့မှာအခုကမှအယောက်60 9ယောက်ပြုတ်လိုက်ပါတယ်ဆိုတော့300တယောက်အထက်ကတော့ရခင်က40ယောက်ခွင့်ပြုခဲ့ရမှာအခုကမှ80ပြီးတော့နှစ်ဆတိုးပြီးတော့80 9ယောက်ဝင်ပြုတ်လိုက်ပါတယ်ဆိုတဲ့အကြောင်းမှာနောက်ဒီ နှုံနှုံဆန်လို့ခေါ်တဲ့ဒီစိုက်ပျိုးနဲ့မုံမြေလုပ်ငန်းတွေမှာလည်းဒီတိုင်းပါပဲဆိုအရင်ကဟိုဒီမှာဂန္ဓာကြီးဂန္ဓာဆိုအပိုင်၅ကငါးငါးပိုင်ခွဲပြီးတော့မှငါးရံဝင်ပြုတာဖြစ်ပါတယ်ငါးရံဝင်ဖြစ်မှာလုပ်ငန်းအမျိုးအစားဟိုလေအကျဲအဝန်းဒီစိုက်ပျိုးရဲ့ဒီနာအမျိုးအစားအဲ့ဒီပါပါတွေမုံမြေလုပ်ငန်းမှာဆိုရင်လေဒီကအာဒုဇာနွားနဲ့အသာဇာနွားကျက်ဘဲဝက် အစားရှိသမီးနာမျိုးပါပါတယ်အဲ့ဒီကအဲ့ဒီမှာဒီသူကအဲ့ဒီမှာဂန္ဓာ၅ခုခွဲခြားပြီးတော့မှငရဲ့ငွေပြုတ်ကြတာဖြစ်ပါတယ်ဆိုတော့ငင်းက9ရောက်ခွင့်ပြုတဲ့နေရာမှာအခုခါမှာ15ရောက်ခွင့်ပြုလိုက်ပါတယ်ရခင်က10ရောက်ခွင့်ပြုလိုက်တဲ့ခါမှာယခုမှာအယောက်20ငရဲ့ငွေပြုလိုက်ပါတယ်ရခင်က12ရောက်ခွင့်ပြုထားတဲ့နေရာမှာယခုက25ရောက်ခွင့်ပြုလိုက်ပါတယ်ရခင်က15ရောက်ခွင့်ပြုလိုက်တဲ့ခါမှာယခုမှာအယောက်30ငရဲ့ငွေပြုလိုက်ပါတယ်ရခင်ကအယောက်20 ငားရံခွင့်ပြုတဲ့နေရာမှာအခုတုန်းကအယောက်40အထိငားရံခွင့်ပြုလိုက်တာဖြစ်ပါတယ်။နောက်ရေလုံငန်း all of တို့ခေါ်ရေလုံငန်းရေလုံငန်းမှာဆိုလို့ရှိရင်ဒါငားဖမ်းတဲ့လုံငန်းနဲ့မွေးမြူရေလုံငန်းပါတယ်။နောက်ရေပင်လေဒါရေတွေပိုင်းနောက်အဲ့ဒီမှာအဲ့ဒီမှာငားဖမ်းရေလုံငန်းတွေလည်းပါပါတယ်။နောက်မွေးမြူရေလုံငန်းတွေလည်းပါပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်ကန္နာအခင်ကငားရံခွင့်ပြုခဲ့တာမှာငားရောက်ခွင့်ပြုတဲ့နေရာမှာအခုက10ရောက်ငားရံခွင့်ပြုလိုက်ပြီးရခင်က ခုနှစ်ယောက်အများဆုံးခွင့်ပြုတဲ့နေရာမှာအခုကမှ15ယောက်ထိနိုင်ငံပြုလိုက်တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီရေလုံငန်းထဲမှာပဲဒီဒီစားလို့တဲ့လုပ်ငန်းမှာပါစားလို့တဲ့လုပ်ငန်းမှာဆိုရင်ရခိုင်ကဒီ square meter 38000အောက်ဆိုရှင်က2ယောက်ခွင့်ပြုတဲ့ခါမှာခုက4ယောက်တင်ခွင့်ပြုလိုက်ပါတယ်။ရခိုင်က square meter 38000အထက်ကို၄ယောက်ခွင့်ပြုတဲ့ခါမှာခုကမှ၈ယောက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်ခင်ဗျ။ ။ဆောက်လေးလုံးကမှာပါဆောက်လေးလုံးကမှာရခင်ကငါရောက်ခွင့်ပြုတဲ့ခမကြီးခုက10ရောက်အထိခွင့်ပြုလိုက်တာဖြစ်ပါတယ်။နောက်ပြီးတော့ service လုံးကနေမှာပါ service လုံးကနေမှာရခင်ကဒီ9ရောက်အောက်ဒီကိုရီးယားနိုင်ငံသား9ရောက်နဲ့အောက်ရှိလို့ရှိရင်4ရောက်ခွင့်ပြုတဲ့ခမကြီးခုက12ရောက်သုံးသုံးစား12ရောက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ရခင်က6ရောက်နဲ့ 10ယောက်ကြားမှာရှိလို့ရှိရင်နိုင်ငံသား6ယောက်9ယောက်ငွေပြုခဲ့မှာခုမှ16ယောက်ရခင်ကကိုရီးယားလောက်သား17ယောက်ကနေ15ယောက်ကြားမှာ10ယောက်9ယောက်ငွေပြုခဲ့မှာခုအယောက်30 9ယောက်ငွေပြုလိုက်ပါတယ်ရခင်က16ယောက်ခွင့်ပြုတဲ့နေမှာ16ယောက်နဲ့အယောက်20ကြားမှာ14ယောက်နိုင်ငံသား14ယောက်9ယောက်ငွေပြုခဲ့မှာခုက40နဲ့2ယောက်3ယောက်40နဲ့2ယောက်ခု9ယောက်ငွေပြုလိုက်ပါတယ်ရခင်က ကိုရီးယားနိုင်ငံသား20တင်းတယောက်နဲ့အယောက်တရာကြားမှာဆိုလို့ရှိရင်နိုင်ငံသားအယောက်20ငိုင်းယုံပြီးလိုက်တဲ့ခါမှာအခုကမှ60ယောက်ငိုင်းယုံပြီးလိုက်တာဖြစ်ပါတယ်။ရခင်ကတရာနဲ့တယောက်အထက်မှာရှိလို့ရှိရင်နိုင်ငံသား25ယောက်ငိုင်းယုံပြီးလိုက်တဲ့ခါမှာအခုကမှ85ယောက်၃လအထိတိုးမြင့်ငိုင်းယုံပြီးလိုက်တာဖြစ်ပါတယ်။ဟော။နောက်ပြီးတော့ဒီအပိုင်နှစ်အနေနဲ့ခုနပြောတဲ့အေဒီဒီ အယောက်300နဲ့အထက်ပေါ့ဗျာအရင်ကတော့ဒီအကြီးစားနဲ့အလတ်စားအထဲမှာတဲ့ဟိုအစင်းမြင့်တွေမှာပါတော့ဗောနအခုခါမှာဒီမှာမြို့မြို့ကြီးပြကြီးမှာနေမိုးပင်နယ်ဒီကဒီဘီစုတော်ကွန်လို့ခေါ်တဲ့ဒီမက်ထရိုပိုလီတန်အစင်းဖုတ်တဲ့မြို့မြို့လေးတွေမှာဒီစီလုံးငါနေအဲအကျုံးဝင်လာပြီးတော့မှဂျွန်ကျောင်းကြီးအလုပ်ခေါ်တဲ့ဒီအကြီးစားကိုရီးယားမှာ အမတမ heavy industry အကြီးစားလုပ်ငန်းတွေကနဲ့ဒီအလတ်စားလုပ်ငန်းဂျားထဲမှာရှိတဲ့လုပ်ငန်းတခုလုပ်ငန်းတွေကိုလည်းအခုဒီကမှာနိုင်ငံသားလုပ်သားများကို900ငွေပြုတ်လိုက်ပါတယ်အလုပ်သမား300နဲ့အထက်ဆိုပေမဲ့900ငွေပြုတ်လိုက်ပါတယ်နောက်ပြီးတော့အဲ့ဒီမှာပူရီဆန်နုံးလို့ခေါ်တဲ့ရေတောမြေလုပ်ငန်းတွေမှာအကျုံးဝင်တဲ့လုပ်ငန်းတွေကိုလည်းနိုင်ငံသားများကိုပို့ပြီးတော့900ငွေပြုတ်လိုက်တာဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့ service လုပ်ငန်းတွေမှာဆိုရင်လုပ်ငန်းနောက်နောက်တစ်ချက်ကတော့နံပါတ်၃ကနေမှာဒီ service လုပ်ငန်းတွေမှာလုပ်ငန်းအမျိုးအစားတွေတိုးချေခွင့်ပြုလိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဟိုခက်ပဲလို့ခေါ်တဲ့ဒီကွန်ပျူစီပို့ဆောင်ရေးလုပ်ငန်းပေါ့ဗျာကွန်ပျူစီပို့ဆောင်ရေးလုပ်ငန်းတွေမှာကုန်တင်ကုန်ချလုပ်ငန်းတွေမှာအဲ့ဒီမှာဟိုငွေရမယ့်ပြုလိုက်တဲ့အပြင်အခုခါမှာဒီလေစိတ် ဒီမှာလည်းဂျီဆန်ဂျူအော့နေဒီမှာဂုံဟာဂျီဆန်ဂျူအော့ဆိုလေစိတ်တော့လေစိတ်ပဲဒါပေမဲ့လေကြောင့်ပို့ဆိုရင်တော့အနေနဲ့မဆိုင်ဘူးဒီကွင်းပြင်ကုန်းကုန်းပေါ်မှာရှိတဲ့လုပ်ငန်းတွေမှာဒီကိုဒင်းကုန်ချလုပ်ငန်းတွေမှာဒီကပစ္စည်းရတဲ့လုပ်ငန်းတွေမှာဒီနိုင်ငံသားတို့များကိုငားရံခွင့်ပြုလိုက်တာဖြစ်ပါလေဆိုတော့အဓိကကဘာပဲလဲဆိုတော့ကွန်ထရိုးလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းနဲ့ဒီငွေမြူရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ျွန်တော်ဒီရေလုံကားတွေမှာကျွန်တော်တို့မြန်မာနိုင်ငံသားများ EP လုပ်တာများခံစားဝင်ရှိပေမဲ့ဒီ service လုပ်ငန်းတွေမှာခံစားဝင်မရှိပါဘူးခင်ဗျ။အေခင်ကတော့ဒီ service လုပ်ငန်းတွေကိုဒီဒုံဖိုလ်လို့ခေါ်တဲ့ဒီပြပိုက်ပြပိုက်နော်နိုင်ငံသားဖြစ်နေတဲ့ပြပိုက်ရောက်ကိုရီးယားနိုင်ငံသားများကိုဒါခွင့်ပြုရတာဖြစ်ပါတယ်။အခုခါမှာတော့ဒီကိုရီးယား ဒီပါရကိုရီးယားနိုင်ငံသားများလားမကဘဲနဲ့ဒီ EPS လို့လုပ်သားများကိုလည်းငရယဝင်ပြုလိုက်တာဖြစ်ပါတယ်။ငရယဝင်ပြုလိုက်တယ်ပေမဲ့ဒီ service လုပ်ငန်းဟာဆိုရှင်လောလောဆယ်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားများတွေရွေးချယ်အခန်းဆောင်ကမရှိသေးပါဘူး။ဆိုတော့အဓိကကတော့ဒီ service လုပ်ငန်းနေမှာဆိုလို့ရှိရင်သူကကိုရီးယားဘာသာစကားအထူးကြောင့်ကြောင့်ရှိရပါတယ်။ဆိုတော့အထူးကြောင့်ကြောင့်ရှိအောင်ဒါဒီ service လုပ်ငန်းနေမှာပါဝင်ခွင့်ရအောင် ကျွန်တော်တို့မြန်မာနိုင်ငံသားများအနေနဲ့ဘယ်လိုလုပ်အောင်လဲဆိုရှင်ကိုရီးယားဘာသာစကားကိုဒါအထုလေးလာထားကြဖို့လုံမဖြစ်ပါတယ်ဒီ service လုပ်ငန်းတွေမှာလူကန်ငွေရဖို့ဆိုရှင်ကိုရီးယားဘာသာစကားမှာဒါဒီအမှတ်များများရအောင်ကျူးစွထားဖို့လိုအပ်မှာဖြစ်ပါတယ်ဆိုတော့ service လုပ်ငန်းတွေမှာဘာတွေပါတယ်လဲဆိုလို့ရှိရင်ဒီမှာထပ်ပြီးတော့တိုးချဲလုပ်ငန်းတွေဘာတွေပါလဲဆိုလို့ရှိရင်ဒါဆောက်လုပ်ရေးပစ္စည်းများဖျက်သိမ်းတဲ့လုပ်ငန်းနောက် recycle လို့ခေါ်တဲ့ဒီပြန်လည်အသုံးချမှု ပစ္စည်းများတဲ့စုဆောင်ခြင်းရောင်းဝယ်ဖောက်ကန်ခြင်းလုပ်ငန်းနောက်အေးကားနဲ့တူလောင်လုပ်ငန်းနောက်ပုံနှိပ်လုပ်ငန်းနောက်တေးဂီတနဲ့ထုတ်လွှင့်လုပ်ငန်းနောက်ပြီးတော့အဲဒါစုပြပစ္စည်းများပြန်လဲဆယ်ဦးရဲ့လုပ်ငန်းနောက်အစားအသောက်နဲ့အဖျော်ရည်မကလုပ်ငန်းနဲ့ဆစ်လိများရောင်းဝယ်ရေးလုပ်ငန်းနောက်ပြီးတော့လက်ဆက်တဲ့စားတောက်ကုန်ပစ္စည်းများအာလက်ကရောင်းချရေးလုပ်ငန်းနောက်အစားအသောက်တည်သူဆောင်ရေးလုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်အဲ့ဒီလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသားများပါဝင်ခင်ရဖို့အတွက်ဒီ service လုပ်ငန်းတွေမှာပါဝင်ခင်ရဖို့အတွက်ကိုရီးယားဘာသာစကားမှာထူးထူးချွန်းချွန်းနဲ့ကျွန်တော်တို့ဖြည့်ဆွနိုင်မှုရှိပြီးတော့အာကျွန်တော်တို့မြန်မာနိုင်ငံသားအနေနဲ့ဒီခွဲထားရဖို့အတွက်တောင်းဆိုသွားမှာဖြစ်ပါတယ်ဒုမသာလေးကျွန်တော်တို့မြန်မာနိုင်ငံသားများကလည်းဒီ service လုပ်ငန်းတွေမှာပါဝင်ဆောင်ခင်ရရှိမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်တင်ပြ လိုက်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားများကလည်း EPS စနစ်မှာဒီတက်တက်ကြောက်ကြောက်နဲ့အာပါဝင်နိုင်ပြီးတော့ကဒီကိုရီးယားနိုင်ငံကအချမှတ်ထားတဲ့ဥရီဘောင်းအတွင်းကအချမှတ်ထားတဲ့မြည်သည်လုံငန်းများမှာဆို ပါဝင်နိုင်ခွင့်ရဖို့အတွက်ကျွန်တော်တို့ကြိုးစားဆောင်ရွက်တာကြပါစို့လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျကျွန်တော်တို့အခုရဲ့ဗီဒီယိုလေးကိုလည်းအဆုံးအထိကြည့်ရှုပေးတဲ့အတွက် ကျေးဇူးဥပဒေအရအထူးတည်ရှိပါရခင်ဗျာကျမ်းမာချမ်းသာကြပါစေကြောင်းဆုမုံကောင်းများတောင်းအပ်ပါရခင်ဗျာ